ပရိစိတ်ချင်းနဲ့တရားထိုင်ခြင်းဆိုတာပရိစိတ်ချင်းဟာလေပြောမယ်ဆိုလို့ရှိရင်စနစ်တကျစိတ်မယ်ဆိုလို့ရှိရင်သူဟာလည်းပဲတမထကမ္မထံသဘောမျိုးဖြစ်တယ်စနစ်တကျအယုံပြုတ်တတ်မယ်ဆိုအဲ့ဒါလိုမဟုတ်ဘဲနဲ့ယောက်ျားဘုရားရဲ့ခုံတော်တွေကိုရေတွက်နေတဲ့အရေအတွက်ပေါ်မှာအုံပြုတ်နေမယ်ဆိုလို့ရှိရင်ဒါကတော့ counting လုပ်နေတာ မန္တရယွထာလို့ပဲအချိန်တွက်နေတာသာဖြစ်မယ်။အဲ့လိုမဟုတ်ဘဲနဲ့ပရိကင်ပြီးတော့အလုံးတိုင်းအလုံးတိုင်းမှာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့အလုံးတိုင်းအလုံးတိုင်းပတ်သားနေမယ်ဆိုလို့ရှိရင်သမထကမ္မထာဖြစ်တယ်။ပရိစိတ်တယ်ဆိုတာသမထကမ္မထာ။အဲ့မှာဘုရားဂုဏ်ကိုအာရုံပြုပြီးတော့ပရိစိတ်တာရှိတယ်။တခြားဒီကုသဏမ32ခေါတာသာဆိုတာ အယုံပြစ်ပြီးတော့ပြီးစိတ်ကြတာရှိတယ်။အမျိုးစုံပဲရှိတယ်။တမန်အဖြစ်ပြောလိုက်တာပြီးစိတ်ခြင်းဆိုတာရှင်ဘုရားအဖြစ်တော့ဘုရားကုံနဲ့ပြီးစိတ်ကြတာများတယ်ပေါ့။ဒါတွေကတန္တရမန္တရခတ်ဆန်ဆန်လုပ်တယ်လုပ်တယ်။ရှင်ယုံနှုတ်ကရွတ်တဲ့အချိန်ဘုရားရေတွက်နေလို့ရှင်ကတော့သူကကမ္မထိုင်ထိုင်ခြင်းနဲ့ခွာချတယ်လို့ပြောတယ်။တရားထိုင်ခြင်းနဲ့ခွာချတယ်တရားထိုင်ခြင်းဆိုတာဟာလည်းပဲတူတူပဲ ကုတ်တော်တော်ထိုင်နေစိတ်ကတောင်းတွေးမြောက်တွေးတွေးနေလို့ရှိရင်ဘာမှမထူဘာမှမထူကုတ်တော်ထိုင်နေထိုင်ရဲ့အိတ်တယ်ဒါလည်းဘာမှမထူအဲ့တော့တရားထိုင်နေဆိုတဲ့နေရာမှာသမာဓိရအောင်ထိုင်နေတတိတတိတွေတိုးတက်လာအောင်ထိုင်နေသမာဓိတွေမြင့်လာအောင်ထိုင်နေဒီအာယုံသဘောတွေကိုထင်းထင်းရှားရှားသိလာအောင်ထိုင်နေဆိုလိုတာက တတိတွေတိုးတက်လာအောင်သမာဓိတွေတိုးတက်လာအောင်ပညာတွေတိုးတက်လာအောင်စိတ်ကိုတည်ငြိမ်စွာထားပြီးကြိုးစားတာမှတရားထိုင်တယ်လို့ပြောတာထိုင်တိုင်းတရားမဟုတ်ဘူးထိုင်တိုင်းတရားမဟုတ်ဘူးလို့မှစိတ်ပတိနေတိုင်းစိတ်ချင်းအကျိုးကိုသိလိုပါသည်စိတ်ကြည့်ပေါ့နော်စိတ်ကြည့်ပြီးတော့ကိုလိုချင်တဲ့ဟာလေးတခုတောင်းချီရလားမရလားလို့နော်အဲ့ဒါမှပြောလို့ရတယ်တချို့တလေလည်း ဘေးစိတ်တို့အကျိုးရတယ်လို့ပြောတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်။ဘာပဲဖြစ်ဖြစ်ကိုလုတဲ့လုံဟာဘုရားကိုယ်ကိုအာယုပြုပြီးတော့ရွှတ်ဆိုနေတယ်ဘုရားကိုယ်ကိုအာယုပြုပြီးတော့နှလုံးသွင်းနေတယ်ဆိုလို့ရှိရင်နော်။တနည်းနဲ့တချိန်ဘုရားကိုယ်ကိုအာယုပြုနေတဲ့အချိန်မှာဒေါသလည်းမဖြစ်ဘူးလောဘလည်းမဖြစ်ဘူးဆိုတဲ့အကျိုးကတော့သိချောင်းရ။စိတ်တည်ငြိမ်နေဆိုတဲ့အကျိုးကတော့သိချောင်းရ။အဆန်ရတာမရတာမသိဘူးအဲ့ဒါတော့နော်။စိတ်တည်ငြိမ်မှုဆိုတာတော့ရတယ်။ သေးသေးချာချာပရိစိတ်ပဲဆိုလို့ရှိရင်ပရိစိတ်နေတဲ့အချိန်မှာလောဘဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးအဲ့ဒါလို့မဖြစ်ဘူးပဲနဲ့ဘုရားကုံတော်မှာအာယုတန်တက်မမတ်ရောက်နေရင်အဲ့ဒီစိတ်ငြိမ်းချမ်းမှုဆိုတဲ့အကျိုးရတယ်။အာနဝဲမဲ့စိတ်စိတ်ဘုရားကုံတော်စိတ်တဲ့ဆိုရင်တော့ဘုရားကိုအာယုပြုနိုင်ရင်တော့ကုသရာဘုရားကိုအာယုပြုနိုင်ရင်ကုသရာဘုရားကိုအာယုမပြုဘဲနဲ့ ဒီကပရိစိတ်လို့ရလာမယ်အကျိုးလောဘဆောနဲ့စိတ်ရင်ကတော့ဒါလောဘဟာအကုသိုလ်ပဲလောဘဟာအကုသိုလ်ပဲဖះကိုအာယုပြုတ်ပြီးတော့စိတ်တဲ့အချိန်မှာဖះကိုအာယုပြုတ်နိုင်ပြီဆိုရင်တော့ဒါကုသိုလ်လိုပဲပြော